မင်္ဂလာပါ NCA မြန်မာမှကြိုဆိုပါရခင်ဗျာမိတ်ဆွေတို့ရဲ့ Honda Motorcycle အင်ဂျင်များကိုတက်တန်းပြေဝစာနဲ့ကောင်းမွန်ဆုံးအသုံးဖြုံနိုင်ဖို့အတွက်အင်ဂျင်ဝိုင်များကိုကီလိုမီတာ၄000ပြည့်တိုင်းမှာလဲလှယ်ပေးဖို့လိုအပ်ပါတယ်ကီလိုမီတာ၄000ပြည့်တဲ့အချိန်မှာမလဲလှယ်ဘူးဆိုရင်ဖြစ်ပေါ်လာနိုင်မဲ့ဆိုဂျိုးများကိုကျွန်တော်အနေနဲ့ပြပေးခြင်းပါတယ်ခင်ဗျာအင်ဂျင်ထဲမှာပေါ်ဆမှုတွေပို့ပြီးတော့ဖြစ်လာနိုင်တယ် ပေါ်ဆောင်မှုကြောင့်ဖြစ်တဲ့အမုံတွေကအင်ဂျင်ဝိုင်ရဲ့ညင်နွမ်းမှုကြောင့်မလို့ကာဗွန်ကြီးကျိုးတွေဆက်ပြီးတော့ဖြစ်လာနိုင်တယ်။အင်ဂျင်ရဲ့အပူချိန်ထိန်းသိမ်းမှုတွေကလည်းကျော့ကျလာနိုင်တယ်။အင်ဂျင်အသံစူညံတာတွေ၊မိခိုးအမဲကြီးတွေထွက်တာတွေ၊အင်ဂျင်ရဲ့ပါဝါအစွဲယုံတွေကျတာတွေ၊အင်ဂျင်ရဲ့တက်တန်းကိုလည်းဆိုးရွားစွာထိခိုက်နိုင်ပါတယ်။ကျွန်တော်တို့ရဲ့ Honda Motor Japan ရဲ့အရေးအသွေးဆိုင်ရာဆန်ညွှန်းများနဲ့ထုတ်လုပ်ထားတဲ့ Honda NCH မြန်မာရဲ့အင်ဂျင်ဝိုင်တွေကျွန်တော်တို့မိတ်ဆက်ပေးကြပါတယ်။ ကျွန်တော်တို့ရဲ့ engine wire room မှာဆိုရင်ဒီမှာ NCA ရဲ့ hologram logo လေးပါပါတယ်ပြီးရင်အရင်အတွင်းစစ်ဆေးပြီးရောက်ဖြစ်တယ် PPRD အမှတ်စိတ်ကိုလည်းဘူးရဲ့နောက်လေးမှာတွေ့ပြီးနေပါတယ်ဒီအရင်အတွင်းပြင်မိတဲ့ engine wire တွေကိုအသုံးပြုပြီးတော့မိတ်ဆွေတို့ရဲ့ Honda motorcycle ရဲ့ engine သက်တမ်းလေးတွေကိုရှေ့ကြအောင်ပြုလုပ်ဖို့အတွက်အကြံပြုတိုက်တွန်းလိုက်ပါတယ်ခင်ဗျာ